ပြောလိုက်တာဘာလို့ကောင်းလဲအာအဟာငါပြန်ကြည့်ဟုတ်နေရပေးထားရဲ့ဘလိုက်ပေါ့ပေါ့နော်ဘလိုက်ပေါ့လို့ပဲပြောရမှာပေါ့ဘလိုက်ပေါ့ဆိုဘလိုက်ပေါ့ပေါ့နော်အဲ့အားလေးကိုအန်ပေါင်းစီလောက်ပြမှာပဲဖြစ်ပါတယ်ဒီနေရာတော့ အန်ပေါင်းစီလုတ်ပြမှာပဲဘာလိုက်ပေါက်ကလေးအန်ပေါင်းစီလုတ်ပြမှာပဲဒါဒါဘာလေးလဲမသိဒီအားလေးချောချောလေးတူပါဒီမှာကြောက်ကြည့်ပါဦးခပီဘာရလေးပေါ့နော်ခပီဘာရလေးနဲ့တူတယ်မဖွင့်ကြည့်ရသေးခမုံးပန်းနဲ့ခမုံးပန်းဝယ်ထားဒီမှာကြည့်ပါနော်။အိုးစတေကာရေ။ Oh my god ။စတေကာလေးမိုက်တယ်။စတေကာဆိုရင်မှုကအရင်ကြိုက်တာပေါ့နော်။ ကေပြန်ထည့်ထားလိုက်ပါမယ်ဒီထက်ကိုဒီအဲအချောင်းလေးရကြပါလိမ့်လည်းမသိဘူးထုတ်ကြည့်အောင်ပဲဟာခဲတယ်ခဲတယ်ဒါဆိုရင်ဟိုအလောက်ဖို့ထင်တယ်ဒါလေးကအဲစတင်ကပ်ပြီးအမှတ်တရလေးဟိုလေးပါရေးဖို့ထင်တယ်အဲ့လိုတဘောလားမသိဘူးဆယ်ဝဲထည့်လိုက်ပါမယ်ဆယ်လေးစီစဉ်ကြည့်တယ်ဟုတ်ပြီမယ်ဘိုးဆောင်ရရင်မရအောင်မထည့်ဘူးဒီ95ကတော့ ခဲ့ပြီးပါပြီအဆုံးလို့ရှိရင်လည်းဒီဝါပဲပို့ပါပြီခဲ့ပြီးဆိုရင်တော့နောက်တစ်မျိုးပေါ့နော်ဟဲ့နောက်တစ်မျိုးကပြင်ချင်းနေလုတ်ပေးထားပေါ့နော်အဲနှုတ်ပုတ်လေးတော့နှုတ်ပုတ်လေးနှုတ်ပုတ်လေးမိုက်တယ်နော်ဒီမှာဒီမှာအဖွင့်မိတ်ကတည်းကလည်းမရှိရသေးဘူးတို့ကပြီးမှဆက်ပါမိုက်တယ်သူကဒါလေးကိုဒီတိတ်ကလေးလိုက်ပြီးတော့ထားတယ် ။တကယ်ချစ်ဖို့ကောင်းပါရဲ့။ချစ်စရာလေးပါတကယ်ချစ်ဖို့ကောင်းပါရဲ့။ဒါပေမဲ့ပုံစံမကျတခုလို့ရှိရဒီမှာတိတ်တရာကတ်တာတွန့်တွန့်တွန့်နေပါတော့။အဲ့လေတကယ်ချစ်ဖို့ကောင်းပါရဲ့ချစ်စရာလေးပါ။ဟုတ်တယ်။တော့ဆယ်လေးရော။ထဲမှာတကယ်စောက်လို့ရ။အော်စောက်လေးလည်းပြေးလိုက်တာဆိုဒီစတေကာလေးကိုဒီစောက်ထဲမှာကပ်ပြေးခဲတာလေးလည်းအမှတ်တရလေးရေးပါတော့။အဲ့လိုလည်းမသိဘူး။ အမောင်စလေးလုတ်ပြပြီးသွားပြီအမောင်စလေးလုတ်ပြပြီးသွားပါပြီနော်အမောင်စလေးလုတ်ပြပြီးသွားပါပြီပြန်သိမ့်လိုက်မယ်ရှစ်ခါအမိုက်အဖော်မိုက်တယ်ဘယ်လိုလဲပြန်သိမ့်တော့မယ်ရှစ်ခါရမိုက်တယ်ဒီတားလေးရဒီတိုင်းပဲဒီစတေကလေးထုတ်လိုက်ဒီဒီစတေလေးထုတ်ပြီးသွားရင်တော့ဒီဘေးလေးမှာတက်မယ်ဒီဘေးလေးဒီညလေးမှာထားလို့လေးထားလိုက် ခဲလို့ဒီဟာလေးကဒီအောက်ကထားလိုက်ဟောဒီထဲမှာဟိုကရှိတယ်ခဲတာဒီခဲတာကဒီမှာခဲတာချင်ခွက်ထဲထားလိုက်ဒီကဒီအောက်ကထားလိုက်ဒီတော့ဒီစာအုပ်လေးကကြာတော့ပဲဒါပဲဒီပြီးဖယ်မယ်ဒီစာအုပ်ပြီးဖယ်ဒီစာအုပ်လေးလည်းတကယ်ချစ်ဖို့ကောင်းပါရဲ့နော်ကြွားတာမဟုတ်ဘူးနော်